မင်္ဂလာပါချစ်မိတ်ဆွေတို့နော်ကျွန်တော်ကိုလူအမေးများကြတယ်နော်ဒီထက် app မှာဗောနော် coin လေးတွေပတ်စံထည့်မိမိတို့ internet ဝင်ရင်ပတ်စံထည့်ရင် coin လေးတွေကိုဘယ်လိုတုံးရလဲဆိုတာကိုမေးမြန်းထားတယ်ကျွန်တော်ချစ်မိတ်ဆွေတွေကိုကျွန်တော်ပြန်လည်းဖြေချားပေးခြင်းဖြစ်ပါတယ်နော်ကျွန်တော်တို့မိမိတို့ဒီမှာကျွန်တော်တို့ဒီထက် app ထဲဝင်လိုက်ရင်မိမိတို့ star ပုံစံလေးနဲ့ coin လေးတွေရှိနေပါပါနော်တချို့ဆိုမတုံးတတ်တော့ထောင်ကျော်တောင်းကျော်တွေရှိရင်ရှိနေပါပါနော်အဲ့ကောင်လေးတွေအတုံးဝင်ပုံကိုကျွန်တော် ပြောပြပါမယ်ကျွန်တော်တဆင်ချင်းเนาะအဲ့ကျွန်တော်တို့အဲ့စတားကလေးအဲ့ coin ဘောเนาะကျွန်တော်တို့ဝင်ပြီးတော့တစ်ချက်နှိပ်လိုက်မယ်ခင်ဗျာเนาะကျွန်တော်တို့ရတာလေအဲ့ coin လေးကိုနှိပ်လိုက်မယ်အတုံးပြုပုံပြုနည်းကိုကျွန်တော်ပြပေးမှာဘောเนาะပြီးလို့ရှိရင်ကျွန်တော်တို့အတုံးပြုဖို့အတွက်ဟိုခင်ဗျာเนาะအာမကျွန်တော်ပြထားတဲ့နေရာကိုဘောเนาะ redeem coin ဆိုတာကလေးကိုကျွန်တော်တို့တစ်ချက် ထောက်ပေးလိုက်မယ်เนาะနှိပ်လိုက်မယ်ခင်ဗျာနှိပ်ပြီးတာ ਨੇ ကျွန်တော်တို့ပေါ်လာလိုက်မယ်ကျွန်တော်တို့ဒီမှာ ဒီမှာတော့သူပြလာတဲ့ဟာတွေထူတန်းမကအာလူးကြော်ဝယ်စားမကနော်အဲ့ point တွေတုံးပြီးတော့ဗောနော်ဝယ်လို့ရတယ်ကျွန်တော်ဒီမှာ internet ဆိုရင်လည်းကျွန်တော်ပြပေးမယ်ဒီမှာကျွန်မအပေါ်မှာဗောနော် hawaii and net ဆိုတာလေးတွေ့ရမယ်ခင်ဗျာနော်အဲ့ကောင်လေးကိုတစ်ချက်ထောက်လိုက်မယ်ခင်ဗျာနော်ထောက်ပြီးတော့ရင်မိမိတို့ရဲ့ coin နဲ့ဗောနော်အပေါ်ဆုံးမှာဆို0နဲ့ဒီမှာ69 coin ဆိုလို့ချင်း internet တိထက်ဖက်ကတနာရရတာဗောနော5 megabyte နဲ့နော် ာ8 megabyte ပါ sorry ဆရာ300ဆိုရင်4 megabyte ပါเนาะတနားကြီးအဲ့မှာ internet တွေပဲအကြီးပေါ့ချင်းမိတ်ဆွေတို့အတုံးပြုလို့ရပါတယ်เนาะ coin နဲ့ဝယ်ပြီးတော့နောက်ပြီးရင်ဘာတွေထပ်ပြီးတော့လဲလို့ရတယ်အဲ့ coin နဲ့ဒီမှာကျွန်တော်တို့ရေခဲမုံတွေ donut တွေကျွန်တော်တို့စဝင်စင်တို့ကျွန်တော်တို့အဲ့ daily queen တို့မှာเนาะ daily queen တို့မှာတွားပြီးတော့ကျွန်တော်တို့စံထတို့ပစ္စည်းတို့မှာရှိတယ်เนาะကျွန်တော်တို့ အဲ့ရဲ့ရေခဲမုံဆိုင်မှာပေါ့နော်သူ့ရဲ့နာမည် brand တွေမှာဝင်ရောက်စားတုံးနိုင်ပါတယ်နော်ကျွန်တော်ချစ်မိတ်ဆွေတွေအဆင်ပြေပါ